စကိုင်းတိုင်းကံမလူမျိုးနယ်မှာစစ်ကောင်စီတပ်တွေကဇွန်လ23ရက်နေ့ကနေ25ရက်နေ့အထိ3ရက်သတိုက်စစ်ကြောင်းထိုးပြီးပြည်သူ့ကိုယ်ဦးကိုတတ်ဖြတ်သွားတယ်လို့ဇွန်လကပ်လူတက်ကြွလှုပ်ရှားသူများအဖွဲ့ကထုတ်ပြန်ပါတယ်။ကံမလူမျိုးနယ်ဇီးကုန်းတိုက်နယ်အတွင်းကကြေးရွာတွေကိုစစ်ကောင်စီတပ်နဲ့ Resorti စုပေါင်းအင်အား100ခန့်ကစစ်ကြောင်းထိုးဝင်ရောက်ပြီးပြည်သူပိုင်နေအိမ်တွေကိုမိရှို့ဖျက်ဆီးခဲ့ပါတယ်။ တပြေးသားရွာမှာနေထိုင်တဲ့မတန်ဆန်းပြည်သူတူအပါဝင်ပြည်သူကိုကိုညှဉ်းပန်းနှိပ်စက်ပြီးတပ်ဖြတ်ခဲ့တယ်လို့သိရပါဗျ။ပြည်သူတူကတော့မိရှိုးတပ်ဖြတ်ခံရတယ်လို့ထုတ်ပြန်ချက်အရသိရပါဗျ။ဒေသခံတူကတော့အချို့အလောင်းတွေကအကောင်တွေကျနေပြီးလက်ပြန်ကြိုးတုတ်ထားပြီးတကိုယ်လုံးဓာတ်တွေနဲ့ထိုးထားမှုန်းထားတာတွေ့တယ်။တယောက်ဆိုရင်မိရှိုးထားတာအလောင်းကအကုန်မလောင်သေးဘူးလို့ပြောပါဗျ။ကံဘလူမျိုးနယ်မှာ၃ရက်စတိုက်စစ်ကြောင်းထိုးခဲ့တဲ့စစ်ကောင်စီတပ်နဲ့ဖြူစော့တိစစ်ကြောင်းဟာဂျွန်လ26ရက်နေ့မှာတော့ ဇီးကုံတရားဆက်ကနေတဆင့်ဂွေးကုံကျေးရွာကိုရောက်ရှိသွားတယ်လို့သိရပါတယ်။အဲဒီစစ်ကြောင်းကြောင့်တပြေးသားကြောင်းကုံနဲ့အနီးနားကျေးရွာတွေကပြည်သူ၈000ခန့်ဘေးလွတ်ရာကိုထွက်ပြေးတင်းရှောင်နေကြရပါတယ်။ရှမ်းပြည်နယ်ကြောင်မဲမြို့ကိုစစ်ကောင်စီတပ်ကဇွန်လ26ရက်နေ့ညတကောင်ရံအချိန်မှာလေကြောင်းကနေထပ်မံပုံကျဲခဲ့တာကြောင့်အရဲသားတအုပ်တေဆုံးခဲ့တယ်လို့တအောင်မျိုးသမီးအဖွဲ့ကထုတ်ပြန်ပါတယ်။ ကြောင်မဲမျိုးကိုတောင်းတက်မတော် TNN ကထိန်းချုပ်ထားတာပါကြောင်မဲမျိုးခုနှစ်ရက်ကွက်မြောက်ကုန်းရက်မှာရှိတဲ့ဆောက်လုပ်ရေးယုံကိုစစ်ကောင်စီက Jet Fighter နဲ့ဘုံကျဲခဲ့တာဖြစ်ပါတယ်ရဲသားတအုပ်တေဆုံးပြီးနှစ်ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါတယ်ကြောင်မဲမျိုးဒေသခံမျိုးသားတအုပ်ကတော့မနေ့ညတုန်းကည7:00နာရီအချိန်လောက်မှာပြန်လာပစ်တာပါလူလူတွေထိခိုက်မှုရှိတယ်လို့ပြောပါတယ်ဘုံကျဲမှုကြောင့်အသက်49နှစ်အရွယ်ဒေါ်မိုးစုနောင်းပွဲချင်းပြီးတေဆုံးခဲ့ပြီး အသက်16နှစ်အရွယ်မောင်ဖြိုးတန်းစုံနဲ့အသက်18နှစ်အရွယ်မောင်စောထွန်းလင်းတို့ဒဏ်ရာပြင်းထန်တာကြောင့်စေယုံတစ်ခုကိုပို့ဆောင်ထားတယ်လို့သိရပါဗျ။ပြီးခဲ့တဲ့ဇွန်လ24ရက်နေ့ညနေပိုင်းကလည်းကြောင်မဲမျိုးဗလီချောင်းအနီးနဲ့ရက်ွက်လေးမှာရှိတဲ့စံပြထမင်းဆိုင်ကိုစစ်ကောင်စီကဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ၄ဦးသေဆုံးခဲ့ပြီးကိုးဒဏ်ရာရရှိခဲ့ပါတယ်။ဒါအပြင် TNN နဲ့ထိန်းချုပ်ထားတဲ့မန္တလေးတိုင်းမိုးကုံးမြို့အရှေ့ပိုင်း အုံကိုင်းရက်ွက်တစ်ကိုစစ်ကောင်စီကဇွန်လ25ရက်နေ့ည7:00နာရီ12မိနစ်ခန့်မှာအကြောင်းမဲ့၄ကြောင်းတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံ2ဦးထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့တအောင်မျိုးသမီးအဖွဲ့ကထုတ်ပြန်ပါတယ်။လေပွေလှိုင်းနေရဲ့အချိန်ကြောင့်ဂျွန်လ30ရက်နေ့ထိနေပြီးတော့ရန်ကုန်၊ပဲခူး၊စကိုင်းတိုင်းထက်ပိုင်း AR နဲ့ တနင်္သာရီတိုင်းကချင်၊ကရင်ချင်း၊မွန်ရခိုင်နဲ့ရှမ်းပြည်နယ်တွေမှာနေရာအနှံ့အပြားမိုးထစ်ချွန်းရွာပြီးနေရာအချို့မှာမိုးကြီးနိုင်တယ်လို့မိုးသလားဌာနကထုတ်ပြန်ပါတယ်။မိုးသက်ထန်ခြင်းနဲ့အတူလေပြင်းတိုက်ခတ်ခြင်း၊မိုးထစ်ချွန်းခြင်း၊မိုးကြိုးပစ်ခြင်း၊လျှက်စီးလက်ခြင်း၊မိုးသီးကြွေခြင်း၊ပြဲပြဲရေကြီးခြင်းနဲ့ညစ်ပြိုခြင်းစတဲ့သဘာဝဘေးရန်တွေဖြစ်ပေါ်နိုင်တယ်လို့သတိပေးထားပါတယ်။အိတ်ဒေတာကကုန်းမြင့်ဒေတာအနေနဲ့ထိုင်သူတွေအနေနဲ့ညပြမှုအနေရကိုသတိပြုသင့်ပါတယ်။ညငယ်ချောင်းငယ်တွေအနေနဲ့ထိုင်သူတွေကတော့ ရေကြီးရေရှမ်းမှုတွေကိုကြိုတင်တတိပြုရှောင်ရှားတင်တယ်လို့မိုးစလားဌာနကထုတ်ပြန်ပါတယ်။ဒီကနေ့မနေ့ပိုင်းဘင်္ဂလားပင်လယ်အော်အနောက်မြောက်ပိုင်းမှာလီဖီးယားနဲ့ရဲဝန်ဆက်လက်တရှိနေပြီးနောက်နှစ်ရက်အတွင်းအေယာဝတီတနင်္သာရီကရင်မွန်ရခိုင်ပင်လယ်တို့မှာမိုးပိုလာနိုင်တယ်လို့သိရပါတယ်။